ဖောရက်ကွန်တိုင်း United ကချန်ပီယံဆုကိုစိန်ခေါ်နိုင်ပြီလို့ပြောလို့ရပါပြီ။ပရိသတ်အောင်မင်းမင်းတို့များရွှေရောအိုင်ဘက်ခွန်ရှေကွန်အွန်လိုင်းအကြံကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ။ ရာဂျန်ဖော်ရက်ကိုတာနိုင်ရင် United ကပရီးမီးယားလိချန်ပီယံဆိုစိန်ခေါ်နိုင်ပြီလို့ပြောလို့ရပါပြီ။နောက်ဆုံး၃ပွဲဆက်နိုင်ထားတဲ့ United လို့၄ပွဲဆက်နိုင်ဝဲရမှာဖြစ်ပြီးအကြေပြိုင်မဲ့ဒေတာချေချော်ခဲ့ရင်အဆင့်နဲ့နေရာထိတက်လန်းသွားနိုင်တာပဲဖြစ်ပါရင်။ဒါဆိုရင်တော့သိကြပါရင်တရားဒီပရီးမီးယားလိချန်ပီယံဆိုတဲ့ Arsenal နဲ့ရှင်ပြိုင်မဲ့အသင်းက United ဖြစ်လာတော့မှာပဲဖြစ်ပါရင်။ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ရာဂျန်အစားကဘယ်သူမှထင်ထားမိမှာမဟုတ်ပါဘူး။တိုင်ပတ်ရိုင်းထွက်လို့ပုံမှန်မှုရုံးကန်နေရတဲ့ United ကိုဒီလိုအနေထားမျိုးထိရောက်လာမယ်လို့ဘယ်သူကမှတွေးထင်ကြမှာမထင်ပါဘူး။ ဒါပေမဲ့လက်တွေ့မှာဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။တကယ်တော့ Arsenal နဲ့ United တို့ Premier League Champions League အတွက်အပြိုင်ဆိုင်ဖြစ်ခဲ့ကြတာအခုမှတော့လည်းမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်20ကဒီနှစ်သင်းဟာ Premier League KO ကိုအပြိုင်ဆိုင်ဥဆောင်ခဲ့ကြတာဖြစ်ပါတယ်။ Silent Ferguson နဲ့ Arsenal ဝင်းကတော့ Granada နဲ့ဦးချကကြီးမားတဲ့အပြိုင်ဆိုင်မှုကိုမြင်တွေ့ခဲ့ရပါတယ်။အဲဒီတော့ကသူတို့နှစ်သင်းဟာ Premier League Champions League ကိုတရားလဲစီယူခဲ့တာဖြစ်ပါတယ်။ တဲ့ညကပြိုင်ဆိုင်မှုကိုပုံမပြင်းထန်သွားစေခဲ့တာက2004ခုနှစ်ကပါပရီးမီးယားလိပရိသတ်စစ်စစ်တွေဘောလုံးဝန္ဒနာအိုတွေဘောလုံးဝဲချိလာတော့အန်လဲတူဂျိုးလဲကတ်နေပြီဆိုတဲ့သူတွေလည်းမှတ်မိကြမယ်ပွဲမျိုးပါအခုခေတ်လေးကတော့မှီမယ်မထင်ပါဘူးဒီဘက်ကပရီးမီးယားလိပြိုင်ပွဲတမိုင်းတဲ့ရှောင်းအငင်းပွားအဆင်အကောင်းဆုံးဖြစ်ခဲ့တဲ့ပွဲဖြစ်ပါတယ်ဒါအပြင်လာလီကာမှာအက်ကလန်စီကိုဒါဘီပြိုင်ဆိုင်မှုပြင်းထန်ခဲ့တယ်လို့ပရီးမီးယားလိမှာလည်းတစ်ပတ်နဲ့တစ်ပတ်အာမနာရန်စော်တဲ့ပွဲတွေရှိခဲ့တယ်ဆိုတာမြင်နိုင်မဲ့သက်တည်ဖြစ်ပါတယ်အာဆင်နယ်ပရိသတ်တွေအတွက်ရာသွင်းကျင်းတော့အိုရမ်မချီခဲ့တဲ့ပွဲပါပဲအာဆင်နယ်ရှုံးဝဲမရှိဆန်ရင်ကိုကွင်းလက်နိုင်တဲ့အပေါင်းပါတွေဟာ UEFA ချန်ပီယံရှစ်ချိုးဖျက်ခဲ့ပါတယ် ၂၀၀၄ခုနှစ်အော်တိုဘာ၂၄ရက်နေ့ဟာအာဆင်နယ်သမိုင်းမှာဒေါသထွက်ဆရာအကောင်းဆုံးနေ့တွေနေပါပဲ။အာဆင်နယ်ပရိသတ်တွေဟာဒီအကြောင်းကိုပြန်တွေ့နိုင်ခုချိန်အထိတောက်တစ်ခေါက်ခေါက်ဖြစ်နေကြပါပေါ့ ာဆင်နယ်အား2003-2004ရာသီမှာရှုံးဝဲမရှိဆန်ကျင်တဲ့ပရီးမီးယားလိဂ်ချန်ပီယံဆူကြီးကိုဆုခိုးနိုင်ခဲ့ပါတယ်။2004-2005ရာသီမှာအာဆင်နယ်ဟာရာသီအဆ17ပွဲဆက်နိုင်ရှုံးဝဲမရှိသေးပေမဲ့49ပွဲဆက်ရှုံးဝဲမရှိဆန်ကျင်တဲ့ခန်းအားဝင်ထင်နေခဲ့ပါတယ်။ဒီလိုနဲ့အာဆင်နယ်ဟာအိုထရက်ဖို့မှာခါးသီးရဲ့ပြိုင်မဲ့အမန်ယူနိုက်တက်နဲ့တွဲဆုံခဲ့ပါတယ်။ဒီချိန်မှာယူနိုက်တက်ကအာဆင်နယ်ကိုတီးထုတ်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့သင်းချပြိုင်ဆိုင်မှုကအဲ့ချိန်ကလေးကစခဲ့လို့ဆိုရမှာပေါ့။ဒီရာသီမှာအာဆင်နယ်ကပြိုင်ဝဲဆုံ39ပွဲပေးထားတာကလည်းလက်လံရတဲ့ခန်းစစ်ဆွမ်းဆောင်ရပါပဲ။ကန်နာတို့ပြိုင်ဝဲဆုံကိုရှုံးလို့တာ10ပွဲဆက်နေပါပြီ။ယူနိုက်တက်ကတော့နောက်ဆုံး3ပွဲဆက်အနိုင်ယူပြီးတော့လမ်းကြောင်းမှန်ပေါ်တက်လာတာဖြစ်ပါ ပါတယ်။နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ Brentford တင်းတဲ့ကိုပဲရှုံးထားပြီးတော့ Chelsea, Sunderland, Liverpool, Brighton တို့လိုအသင်းကောင်းတွေကိုအနိုင်ယူထားတာဖြစ်ပါတယ်။ခံစားပိုင်းဆန်းဆောင်ရင်တိုးတက်လာခဲ့ပြီးအရင်လိုဂိုးမားကပေးရတဲ့အမှားတွေမရှိတော့ဘူးဖြစ်ပါတယ်။တိုင်းစင်မှာလည်းကွန်ညာ၊ရှက်ကို၊ MMO တို့အားလုံးခြေစွမ်းပြလာနိုင်ခဲ့ကြတာဖြစ်ပါတယ်။ကြည်ရာ United နဲ့ Arsenal ရဲ့ရှင်မြိုင်မှုကိုကောင်းကောင်းကြီးခံစားရတော့မယ့်အနေအထားရှိနေတာပဲဖြစ်ပါတယ်။ United က Forest ကိုနိုင်ပြီးတော့ Arsenal ဘန်လေးကိုရှုံးငယ်ရင်အမှတ်ကပိုတော့နီးကပ်သွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါပဲ နောက်နေ့မှာလည်းအားကစားလေးပတ်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကောင်ချွန်လိုက်ရပါတယ်ခင်ဗျာ